ားလုံးပဲမင်္ဂလာပါဒီမှာလေချောင်းနာနေတော့ဒီအပန်းကရာသီဥတုအေးနေတော့အတန်းကကတ်နေကြားလုံးပဲမင်္ဂလာပါအခုရပိုင်းမှာပေါ့နော်ဟိုအမားတင်လိုက်တဲ့ဒီဘာသာရေးပုံလေးနဲ့ပတ်သက်ပြီးတော့မှဘယ်ပေါ့သင်ရင်ချက်တွေပေးကြတာတွေဆဲဆိုကြတာတွေဟိုကို့အမြင်သူ့အမြင်ပေါ့နော်ဝေဖန်တိုက်ခိုက်ကြတာတွေပေါ့နော်အဲပြောကြတယ်ဒါပေမဲ့အမဘာမှပြန်မပြောဘူးဒါပေမဲ့အဲ့လိုပေါ့နော် ဒီကိုယ့်ရဲ့သမီးရဲ့အဖေပေါ့နော်အရင်ကိုနဲ့အမျိုးတော်ခဲ့တဲ့လူတယောက်ကနေပြီးတော့မှဒီလိုမျိုးမီဒီယာပေါ်အထိတက်ပြီးတော့မှဒီဘာသာကြီးနဲ့ပတ်သက်ပြီးတော့ပြောလာတဲ့အခါကျတော့အရင်ကတည်းကအမအမုံနဲ့လူနိုင်ငံကြီးနဲ့ပတ်သက်လို့မုံနဲ့လူပဲဖြစ်ဖြစ်ဟဲ့လားဒီဘာသာကြီးနဲ့ပတ်သက်လို့ဒီခရစ်စတန်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မှတိုက်ခိုက်ချင်တဲ့လူတချို့ကလည်းရှိနေပြီးသားအဲ့တော့အမတို့မုံနဲ့အခန့်နဲ့ဒီလိုမျိုးသတင်းထွက်လာပြီးဆိုလူတွေကတိုက်ခိုက်ချင်ကြတာပြောချင်ကြတာလေဒါပေမဲ့အမကိုပြောရင်ဘာမှမဖြစ်ဘူးဒါပေမဲ့ဒါအမရဲ့အဖေတွေအမရဲ့သားသမီးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမရဲ့မွေးအဖေပေါ့မွေးအဖေနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးတွေ ဟိုစော်ကားလာတဲ့အတွက်ကြောင့်အမကဒီဟာလေးကိုသူ့ကိုပြန်ပြီးတော့လည်းပြောပြချင်တာရဲ့ဒီဘာသာရေးနဲ့ပတ်သက်လို့ဘလို့တွေဘသူကဟိုဘလို့ပြောမလဲအနှိမ်ခံရပြီးဖိနှိပ်ခံရလဲဆိုတာကိုလူတွေကမသိဘူးလူတွေကအမြင်ကိုပဲပြောချတာသူတို့အပေါ်ယံကိုပဲပြောတာဒါပေမဲ့ကိုကအရင်အိမ်တော်နဲ့ပေါင်းခဲ့ပြီးတော့မှ ဒီတမိရခဲ့တာဆိုတဲ့အခါကျတော့ဒီအရင်အင်အောင်နဲ့ပတ်သက်လို့ဘာသာရေးနဲ့ပတ်သက်လို့ဘသူကဘယ်လောက်ထိလှုပ်ပေးခဲ့ပြီးတော့ဘသူကပို့ပြီးတော့မှဘာသာရေးအတွက်ကိုလှမ်းဖို့ပေးခဲ့လဲဆိုတာကိုမသိဘဲနဲ့ပြောနေကြတဲ့လူတွေကိုပြောပြချင်တယ်အဲ့ဒါဘာလဲဆိုတော့အင်အောင်တစ်ခုမှာဘာသာကြားနဲ့ရောက်လက်ထက်တဲ့အခါမှာပြဿနာတွေအများကြီးရှိတယ်အဲ့ဒါလူတွေကတော့အမြင်မှာတော့မင်္ဂလာပွဲတစ်ခုပြီးသွားရင်ပြီးသွားပြီဆိုပြီးမြင်ကြတာပေါ့နော်ဆိုတော့ဘာသာတိုင်းဘာသာတိုင်းမှာဟိုဘယ်လိုပြောမလဲ ဟုတ်တယ်အမတော့မရှင်းပြချင်ဘူးကွာအခုကအမပြေဘာထည့်ပြီးဆိုကားစီလာလို့စတီဗင်ရေသူ့ရဲ့အင်တာဗျူးမှာဒီလိုဟာမျိုးဆိုတာကအိမ်မှာပဲကိုပတ်တာကိုလေကိုတိချင်လို့ရှင်မက်ဆေ့ချ်လိုက်ပြီးတော့မေးလိုက်ပေါ့နော်အဲအဲ့လိုမျိုးပြီးတော့သူလည်းမသိတာလည်းမဟုတ်ဘူးကွာတိတာတမိတဲ့ဖျားဆောင်နေသွားနေတယ်ပို့စီလည်းအမအမြဲတမ်းတင်နေပြီးတော့သူဖုန်းဆက်တာလည်းဟဲ့တမိဖျားဆောင်သွားနေတယ်တိရမလားအဲ့လိုမျိုးတွေအမဖြေပြီးတယ်ပေါ့နော်အခုကကြတော့အမအဖေကလာပြီးစော်ကားလာတဲ့ခါကျတော့သူကလည်းအင်တာဗျူးထဲမှာဖြေလိုက်တာပဲအမတို့ကပဲဟို ဟိုခက်လေးကိုငငယ်လေးထဲကဒီလိုမျိုးပေါ့နော်ဆွဲနေရဆိုတဲ့ဟာမျိုးလေးတွေကြတော့ကွာမကောင်သိရမလားငငယ်ရဆိုလို့ရှိရင်လည်းလာအောင်မဲ့အမားတို့ကပဲမှန်နေလို့ပြပြရောငင်ခံလိုက်တယ်ဆိုတာမျိုးပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲအခုတော့မှကြည်ပါလားလူခွင်ဆဲကြတာလေတွေ့ရမလားဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မြန်မာကိုခုတုံးမလုံးနေရလို့ဘာလို့အဲ့လိုမျိုးတွေလာတာလေဆိုတော့ခါကြဘာသာရေးနဲ့ပတ်သက်လို့ကတော့ ဟိုလွတ်လပ်ခွင့်ဆိုတာလူတိုင်းမှာရှိတာပေါ့နော်ဆိုတဲ့ခါကျဆုံးဖြတ်တာလေအမသမီးကသူ့ကသူဆုံးဖြတ်တာအဲ့ဒီတော့ဒီအကြောင်းရင်းကိုမသိဘဲနဲ့အမကပြောနေကြတဲ့လူတွေအမပြဿနာလဲမဖြစ်ဘူးအမဘာမှလည်းမဖြစ်ဘူးလက်လူရှုလက်လူရှုထားတယ် neglect လုပ်ထားဒါပေမဲ့သူကိုယ်တိုင်ကလာပြီးတော့မှအခုလိုမျိုးပြောလာတဲ့အတွက်ကြောင့်အမကပြောချင်တာပေါ့နော်ဟိုဟို သူတယောက်တည်းပြောသူတယောက်တည်းတည်တဲ့ပုံစံမျိုးပေါ့သူတည်ချင်လို့ရှိရင်သူအမကိုမေးလို့ရတယ်လေသူပြောသလိုပဲအမနဲ့သူနဲ့ကြားထဲမှာသမီးနဲ့ပတ်သက်လို့အမခွင့်ပြုထားတဲ့အကုရှိတယ်သူနဲ့အမနဲ့အိမ်နာကွဲပေမဲ့အမဒီသမီးသူ့ဖေနဲ့ဆက်သွယ်လို့ရအောင်လို့အမရဲ့ဖုန်းဒီ messenger အမြဲဖွင့်ပေးထားတယ်အခုလက်ရှိပေါင်းနေရောက်ကြောက်လဲအမျိုးသားကိုလည်းအမပြောထားတယ်အဲသူ့ဖေကသူ့သမီးအတွက်လိုတာရှိလို့ရှိရင်မင်းနာမျက်နှာသူ့သမီးနဲ့ဖုန်းပြောတာမျိုးအတွက်ငါခွင့်ပြုထားတဲ့ငါ့ရဲ့ messenger ကိုသူ့ပေးသုံးထားတယ်ဒီမှာ၁၃နှစ်မပြည့်မချင်းဖုန်းသုံးဝင်မရှိဘူးအဲ့အတွက်ကြောင့်အမတို့သမီးကိုဖုန်းပေးမကင်နဲ့အဲ့အတွက်ကြောင့်သူ့ဒီ messenger တစ်ဆင့်ပဲအမစီက messenger ကနေပဲတစ် သစင်တမီးကိုပြောရတယ်ပေါ့နော်အခုကအမအမားလို့ပြောနေကြတယ်လို့ရှင်းပြချင်တာဘာလဲဆိုတော့အမနဲ့သူနဲ့အိမ်တော်မပြုတ်ခင်ကတည်းကသူအအမကိုခရစ်စတန်မန်းလည်းတည်တယ်အမလည်းသူဗုဒ္ဓဘာသာမန်းတည်တယ်အမအဖေမိဒီဆိုတာကလည်းဘာသာကွဲချင်းချင်းယူထားတာအမမိဒီဗုဒ္ဓဘာသာအဲ့ဒီတော့အမဘာသာရေးနဲ့ပတ်သက်လို့ဘာမှပြဿနာကိုမရှိတာဒါပေမဲ့တကယ်တမ်းအိမ်တော်ပြုတဲ့အခါမှာပြဿနာရှိတာကသူကသူ့ဘက်ကနေပြီးတော့မှအမကိုပြဿနာရှာတယ်အများကြီးပဲနော်အမအိမ်ကိုဖုန်ကြီးတွေလာတယ်ဟလာကိုပွဲမှာစုံရင်းနဲ့မှဖုန်ဖုန်ကြီးကျမကတော့ဒီ ဟိုဟို Bible နဲ့ပတ်သက်လို့တိတ်ပြီးတိတ်တိတ်ချာချာလေးမသိဘူးအဲ့ဒါက Bible ဖတ်ဖတ်တာလေးရှင်းပြပေးပါဆိုပြောတဲ့အတွက်ကြောင့်ဖုန်းကြီးနဲ့ပွဲမှာခင်သွားတဲ့အတွက်ကြောင့်ပုံပုံကအိမ်ကိုလာပြီးတော့မှဒီ passport ပေါ့နော် stamp ဆရာကနေပြီးတော့မှလာတင်ပေးဖို့အတွက်အိမ်ကိုလာတဲ့ခါကျတော့လေဖုန်းကြီးကိုဆော်ကားမော်ကပြောပြီးပြန်လွှတ်လိုက်တယ်စိန်ခေါ်တယ်ဖုန်းကြီးကိုဟိုဟဲ့ငါလည်းဗုဒ္ဓဘာသာကြောင့်ငါဖြည့်ရှင်းမယ်မင်းရောမင်းရဲ့ Christian နဲ့ပတ်သက်လို့ချက်ချနဲ့လားချက်လက်ချက်လက်ဖြည့်ရှင်းနိုင်သလားဆိုပြီးတော့ဖုန်းကြီးကိုတခါတည်းစကားကိုပိတ်ပြောပြီးတော့မောင်းထုတ်လိုက်တယ်ဒါမျိုးတွေကဘယ်သူမှမသိတဲ့အချက်တွေเนาะအမဆိုလို့ရှိရင်ဘယ်လောက်ထိဟိုဘာသာရေးလက်ခွင့်ပေးသလဲဆိုလို့ရှိလို့ရှိရင် ဒီအမျိုးသားနဲ့ပတ်သက်လို့ तू ဖျားတဲချင်းနဲ့ဟလာ तू ကဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်ယောက်ျားတယောက်ကဖျားတဲတယ်ဆိုလို့ရှိရင်ဖုံးကံမြင့်နေဆိုတဲ့ဟာမျိုး तू ကမှဖျားတဲဘူးချင်းနဲ့ပြောလို့အမနေမှာ မရရအောင်ပတ်စံကိုရားချီကုန်ခံပြီးတော့မှဖျားတိတ်ပေးခဲ့တယ်တကယ်တမ်းဆိုအမကဗုဒ္ဓဘာသာမဟုတ်ပါဘူးခရစ်စတန်မှာဒါပေမဲ့လူတရားရဲ့စိတ်ကဘယ်လောက်ထိအလေးထားလဲလူကြောက်ကဘယ်လောက်ထိဘာသာရေးကိုလက်လက်ခွင့်ပေးထားလဲဆိုတာကိုအမပြောပြတာနော်ခုံယူလင်းခြင်းလို့ပြောတာမဟုတ်ဘူးသိလားဆိုတော့မဟုတ်လို့ရှိရင်အမတို့ခရစ်စတန်တွေကပဲအငြင်းတန်းလူတွေကိုဆွဲပြီးတော့မှသွင်းနေတယ်လို့လို့ဘာလို့လို့ပြောကြလုံးလို့ပါဆိုတော့ပြီးတော့ကထိန်ဆိုလဲခင်းတယ်နော်ပကံမှာခင်းတယ်ပကံမှာအကုန်ရှိသမျှပတ်စံပုံအောပြီးတော့မှလှူတာ သူတို့ကရပြီတမီးအဲ့လောက်ပဲလှူလေရတယ်လေးလို့ပြောတဲ့ချိန်မှာကိုကမဟုတ်ဘူးကိုကမရှိမနေအိတ်ဖုံအိတ်သုံးမှာဖောက်အကုတ်ဖာမအကုန်လုံးလှူပေးခဲ့တာအဲ့လောက်ထီကိုရရရရအမှားအလှဘက်မှာရောသူတို့ဘာသာရေးနဲ့ပတ်သက်အကုန်လှုပ်ပေးခဲ့တယ်ဆိုတဲ့ခါကျဒီလိုမိမမျိုးအမတမီးကိုဟိုဟိုသူ့ကိုကြော်ပြီးတော့မှဘာသာလဲတွတ်တွင်းနေဆိုတဲ့ပုံစံမျိုးပေါ့အင်တာဗျူးမှာဖြေတယ်တကယ်လားဆိုလို့ရှိလို့ရှိရင်သူနဲ့တမီးနဲ့အမဆက်သွယ်ဖို့တော့ခွင့်ပြုထားတာတွေကကြားလာပြီကွာဒီရောက်ခရေက ဒီရောက်ခရက်ခွင့်ပြုထားတာတမီးဖုန်းပြောတယ်သူနဲ့အမဘယ်တော့မှသူတို့နားမှာမနေဘူးဖုန်းပြောတဲ့အတိုင်းအမဘာသာအမဟင်းချက်ဆရာရှိချက်တယ်နင်မီးဟုတ်တဲ့ဆရာရှိတိုက်တယ်သူနဲ့တမီးနဲ့ကြားထဲမှာဆက်သွယ်ပြီးပြောတဲ့စကားအမတစ်ခုမှလည်းမကြားချင်ဘူးတိလည်းမသိချင်ဘူးတမီးကသူ့အဖေကိုဘာပြောလဲဆိုလည်းအမမသိချင်ဘူးသူနဲ့တမီးနဲ့ကြားထဲမှာသူကသူရှိပြီးသားအဲ့တော့ဒီဖုန်းဖွင့်ထားပေးခြင်းကသူနဲ့တမီးနဲ့ဆက်သွယ်ဖို့ပဲအမမှာအင်လောင်ရှိတယ်အမမှာစီးရှိတယ်နောက်အင်လောင်ပြုထားတယ်နောက်အင်လောင်ရဲ့ယုံကြည်မှုနောက်အင်လောင်ရဲ့တစ္ဆာနောက်အင်လောင်ပေါ်မှာတစ္ဆာရှိမှုဆိုတာအမထားဖို့ထားရမယ်အလကားနေနဲ့ဖုန်းနဲ့ပြောနေအောင်လိုက်ပြီးဝင်ပြောနေပြီးတော့လိုက်ပြီးတော့မှစာတွေပို့ပြီးတော့လိုက်ပြီးသတင်းပေးနေရအောင်လို့လည်းအဲ့လောက်ကြည့်အမက ကတာဝန်မလိုအပ်ဘူးကွာအဲ့ဒါ तू ပြောသလိုသူ့အမက respect မပေးဘူးပေါ့ဟိုတမီးနဲ့ပတ်သက်လို့သူ့ကိုပြောရမယ့်ဟာဒီမှာအမကပြောဖို့ပြောရမယ့်ဟာဒီမှာပေါ့နော်သူ့ကို respect ပေးပြီးမပြောဘူးလို့ तू ပြောတယ် respect ဆိုတာက तू နဲ့အမနဲ့ယူထားတဲ့အချိန်တုန်းကဟိုပြောချင်းပြောရတဲ့ဟာတွေအတိပေးတဲ့ဟာတွေကတရေးချင်တဲ့ respect ကတော့ပေးရမှာပေါ့ယူထားလို့ရှိရင်ပေါင်းနေသေးဆိုလို့ရှိရင်တော့လေအဲယောက်ျားကြီးဒီလိုတော့တမီးကရှိတယ်ဆိုပြီးပြောနေရမှာပေါ့အခုဟာအမနဲ့ तू နဲ့လည်း क्वे သွားပြီကွာပြီးတော့ သမီးနဲ့ပတ်သက်လို့ပြောချင်တဲ့ဟာကိုလေသမီးစီကလည်းဓာတ်ရိုက်ချရအောင်လို့အမပြောရင်လည်းလိန်နေဖြစ်မှာဆိုလို့သမီးနဲ့ဖုန်းပြပေးမယ်ကိုသူ့ကိုပေးထားပြီးသားပြီးတော့သမီးဖျားဆောင်တက်တယ်နော်သမီးဟိုကလှုပ်တယ်ဟိုဗာလဲဖျားဆောင်ကခྱི་ထွက်တယ်ဖျားဆောင်တက်တယ်ဖျားစကားတင်တန်းသွားတယ်အဲ့ဒါဒီအလုံးလည်းနေ့စဉ်နဲ့အမပို့စစ်တင်နေတာပဲအမအကြောင်းမသိရလို့မရှိဘူးအမရဲ့ wall လည်းဝင်ကြည့်လိုက်ပါပြီးတော့အမ Facebook ထဲမှာ live လုပ်နေတဲ့အခါမျိုးအမအမြဲတမ်းဖျားဆောင်ကသမီးနဲ့သွားနေလာတယ်သူမြင်တယ် เออ तू ฟ้องขอได้เฉยมาตะมี้ไม่ရှိဟုတ်တယ်ตะมี้พยาจ้องตั้วနေတယ်เฮ้ तू ပြောလိုက်တယ်အော်เอเอပြီးမှပြန်ခေါ်မယ်အရင်နေ့တုန်းက तू အေးစစ်စေးပဲကွာတိလာပြောချင်လား तू တိအမေစီမှာဘလို့လို့ဟိုအမကဗုဒ္ဓဘာသာမဟုတ်တယ်တော့ကြာအမဗုဒ္ဓဘာသာအကြောင်းကိုလည်းသင်လို့မရဘူးဗုဒ္ဓဘာသာကြောင့်အမနားမလဲဘူးတမီးဒီကိုရောက်လာတဲ့အချိန်မှာလွန်ခဲ့တဲ့၃နှစ်ရောက်လာတဲ့အချိန်တုန်းက မတိုင်ရင်တော့ကတော့သူချန်ခုံမှာပေါ့နော်အမစီမရောက်လာခင်လုံခဲ့တဲ့၃နှစ်လောက်ကသမီးကိုသူဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ဖျားစာတွေတင်ပေးတဲ့ဟာတွေကိုဗီဒီယိုလေးနဲ့သူ့အဖွားတင်ပေးတာလားမသိဘူးသူ့ရဲ့ဒူမနဲ့လားမသိဘူးသမီးလေးရွတ်နေတာဆက်လေးပစ္စည်းလားဆက်လေးပစ္စည်းရောလားအဲ့ဒါအရွတ်နေတာအမတွေ့အမဘာမှမပြောဘူးဟုတ်တယ်လေအမတို့ဟာကော်ဖီနဲ့လက်ဖက်ရည်ဟိုကော်ဖီနဲ့နို့လို့ပဲကော်ဖီနဲ့နို့ရောတဲ့အခါကြာလို့ရှိရင် ဟိုနို့လို့ပဲဖြူစွတ်မနေဘူးကွာအယောင်ကတော့ရောနေမှာပဲတမီးကဟိုဘက်ကော်တီဘက်ကိုဘာသာရေးမှာဟိုဘာသာမတူတဲ့လူတွေကပေါင်းလာတာဖြစ်တဲ့အတွက်ကြောင့်တမီးမှာနှစ်ခုလုံးသိပိုင်ခွင့်ရှိတယ်ဒါပေမဲ့အခုသူအင်တာဗျူးမှာဖြေသွားတယ်နော်အမအဖေကတဲ့နော်ဘလောက်များပေါ့နော်ဘာသာရေးကိုတမီးဦးနဲ့ပတ်သက်လို့သူ့မီးကိုစွဲတယ်လဲဆိုတာမျိုးပေါ့သူဖြေသွားတဲ့ပုံစံဟို ိုးတော်ဟာတဲ့ဟိုခလေးကပါဗောနော်အသက်က2နှစ်3နှစ်4နှစ်ပဲရှိသေးတယ်ဗောနော်သူကသူ့စီရောက်လို့ရှိလို့ရှိရင်လည်းဘုရားသခင်အကြောင်းကြီးတင်တယ်ဗောပြောတယ်ဗောနော်ဘုရားစာကြီးတင်ပြီးတယ်ဆိုတင်မှာပေါ့အမားတို့ဒီမွေးရပါမြေရုပ်ဖလာခရစ်ယာန်တွေဖြစ်ကြတယ်အဲ့တော့အမအေဘက်ကမိဘတွေကလည်းဟလာခရစ်ယာန်ဖြစ်တဲ့အတွက်ကြောင့်သူတို့ခရစ်ယာန်လိုပဲတင်တတ်မှာပဲဟလာစာစာတွေဖတ်ပြပြီးရှင်းပြမယ်ဘုရားသခင်ကဘာလဲဆိုတာပြောပြမှာဗောထားဟာအမဖေကဘုရားကြောင့်မှာဘုရားလူကြီးဖြစ်တယ်ဘုရားစာဖတ်တဲ့စမ်းဖတ်တဲ့ဆရာဖြစ်တယ်ပြီးတော့ခလေးတို့စမ်းစာတင်ပြီးတဲ့ဆရာဆိုတဲ့အတွက်ကြောင့်သူလောက်တဲ့တာသူလောက်တာပဲဒါဟာလူကြီးတယောက်အနေနဲ့သူ့ရဲ့မိကိုကောင်းတဲ့ညာတင်ပြီးတာလေတမီးရေခိုးပါတတ်ပါလ လူတက်ပါလို့ဟိုလောက်ပြီးတော့တင်ပေးတာမှမဟုတ်တာအဲ့တော့လူဆိုတာကိုတည့်တဲ့အရာကိုပဲတင်ပေးလို့ရမှာပေါ့ဒါဟာအမအဖေကခလေး၃နှစ်အရွယ်၄နှစ်အရွယ်ခလေးတက်ကိုဆွဲတယ်ဆိုပြီးသူဖြေထားတဲ့အင်တာဗျူးမှာအမကြည့်လိုက်တဲ့ခါကျစိတ်မကောင်းဘူးအမဆိုလို့ရှိရင်သမီးတရလာတဲ့အချိန်မှာအော်သမီးဟာလာအမေတွေ့တယ်အွန်လိုင်းပေါ်မှာသမီးဟိုဟာအဖေတင်ထားတယ်သမီးနဲ့ပတ်သက်လို့ဘာသာရေးကြောင်းသမီးရဲ့အဖွားတင်ပေးထားတယ်သူ့မှာလည်းတင်ပိုင်ခွင့်ရှိတယ်ကွာတိလားတိလားသူ့မှာလည်းတင်ပိုင်ခွင့်ရှိအမတင်ခွင့်လည်းပေးထားခဲ့တာပဲသူနဲ့သမီးကတစ်နှစ်ခွဲနှစ်နှစ်ကျော်လောက် ဟိုအမှားမရှိတဲ့နေရာတမီးကနေခဲ့တာပဲရန်ကုန်မှာလေဆိုတော့သူတို့တင်ချင်သူတို့တင်တာပဲသူတို့လည်းပို့ချင်သူတို့ပို့တာပဲဖခင်တွေသွားတာပဲလောက်ကြတာပဲလေအမှားဘာပြောခဲ့လဲတခုမှအမှားမပြောအမှားကိုအသိပေးခဲ့လာအဲ့ဒီတော့ကောတမီးဖခင်စာတွေညွတ်နေတာမျိုးတို့သူတို့အမှားအမှန်တမ်းပြောရင်ကွာဗုဒ္ဓဘာသာဆိုဒီမှာမွေးရပါမွေးလိုက်တာနဲ့ဥငဲဆိုတာနဲ့ဗုဒ္ဓဘာသာဖြစ်သွားတာလားဟာလာဖခင်စာဖတ်ပြီးတော့မှဗုဒ္ဓဘာသာဖြစ်တာလားမေတ္တာရှင်ဝေးလိုက်တော့မှဟိုတင်ငန်းချုပ်တော့မှဟိုဗုဒ္ဓဘာသာအစဖြစ်တာလားဆိုတော့အမှားနားမလဲဘူးဒါပေမဲ့အမှားဘာသာအရဆိုလို့ရှိရင်ခလေးကဥဝဲဆိုတာနဲ့မွေးတာနဲ့ဟို ခရစ်စတန်မျိုးခလာဖြစ်ပါစေခရစ်စတန်မဖြစ်သွားဘူးမိမာတွေကိုတိုင်ကိုကဟလာဒီဟိုဘယ်လိုပြောမလဲဘတ်တိုက်စ်လုပ်ပေးရမယ်ပြီးရင်ခရစ်စမတ်အပီရှင်လို့ဟလာဖတ်စ်ကွန်မြူနီယံညအောင်လို့ဖခင်เจ้าကိုနားလည်အောင်လို့ဖခင်เจ้าကိုပို့ပေးရမယ်ဒါမှပဲဒီကလေးဟာခရစ်စတန်ဖြစ်မှာရိုးရိုးမွေးလိုက်တာနဲ့ဟိုဖခင်เจ้าကိုခေါင်းမှုချုပ်ပြီးတက်လို့ဟိုခရစ်စတန်ဖြစ်မသွားဘူးအဲ့တော့တရားနဲ့တရားကဘာသာအယူဆချင်းလည်းမတူတဲ့အတွက်ကြောင့်သူ့ရဲ့ဗုဒ္ဓဘာသာဖြစ်ခြင်းနဲ့ကိုယ့်ရဲ့ခရစ်စတန်ဖြစ်ခြင်းဟာသူ့အတွက်နားလည်မှုဆိုတာသူမရှိဘူးနားလည်လည်မှာလည်းမဟုတ်ဘူးအဲ့တော့ကြောင့်အမကတော့ ရှင်းတယ်။သူနဲ့နေတဲ့အချိန်မှာလည်းသူ့ကိုပေးတင်တယ်။အမရဲ့မိဘတွေနဲ့တမီးလေးရှိတဲ့အချိန်မှာလည်းအမအဖေတင်တာအပြစ်မဟုတ်ဘူး။ဒါပေမဲ့အဲ့လိုတစ်ဖက်ဆောင်းနေအမတို့ကဟိုခရစ်စတန်ဘာသာကိုဆွဲပါတယ်။ကလေးငယ်ငယ်လေးကိုအမအဖေကတင်ပါလဲဆိုတော့အမအဖေဒီကြမ်းဖက်စရာတင်ပါပေါ့။ဟုတ်လား။သူတို့ကမှတင်သေးတာပဲ။ဒါဟာအပြစ်မဟုတ်ဘူးကွာ။ဘာသာမျိုးရဲ့နှစ်ယောက်ယူထားတာ။ဆိုတဲ့အခါကျတော့ဒါဟုတ်သူတို့နားလည်မှုရှိရမှာပေါ့နော်။အယိုလာလေတဲ့ဟိုဖုန်ကြီးကိုတောင်မှခမားလဲဟိုဘာလဲကျုပ်ဒါကျုပ်အိမ်ခမားမှာဟိုဘာသာရေးနဲ့ပတ်သက်လို့ကျုပ်မိန်းမကိုဟိုဘယ်လိုပြောမလဲ။ဟို ကျန်းသာလာရှင်းပြမယ်ဆိုလို့ရှိရင်ကျုပ်ကိုအရင်နားလည်အောင်ရှင်းပြလိုက်တို့ကျုပ်ခမ ्या ကိုလောင်းကြီးထပ်မယ်တို့ခမ ्या ပြောခမ ्या ရှင်းခမ ्या ဘာသာအရာခရစ်ယာန်ကိုဘလို့ရှင်းမလဲနားလည်အောင်ကျုပ်ကိုကျန်းလည်လက်လက်ရှင်းစမ်းဆိုပြီးတော့မှဟို ဖုန်းကြီးတယောက်ကိုစိန်ခေါ်တာမျိုးကဟိုဘယ်လိုပြောမလဲကွာဒါ respect မရှိတာပေါ့နော်ဆိုတော့အမကအများကြီးသိခံခဲ့ပါတယ်ဆိုတဲ့အခါကျတော့ဒါတွေကလူတွေကမသိတဲ့အခါကျတော့အမကပဲအဲခရစ်စတန်တွေကဟုတ်တယ်ပြောလိုက်လို့ရှိရင်ကိုယ်ဝိုင်းဆဲကြအဲခရစ်စတန်တွေကဟုတ်တယ်သူတို့ကသူတို့ဘယ်သူတို့ပဲဆွဲကြဆိုတော့အမတမီးကိုအမလေးခရစ်စတန်နဲ့ပတ်သက်တာခါမှမဆွဲခဲ့ဘူးတမီးဒီရောက်လာကြတယ်အမဖះညတိုင်းရှစ်ခိုးတိုင်းတမီးကလည်းဘေးမှကြည့်အမေးတမီးကိုလည်းတင်ပေးပါလားတမီးကလည်းဖះမရှိခိုးတတ်ဘူးဖះမရှိခိုးတတ်ဘူးဟဲ့တမီးတမီးကိုလည်းရန်ကုန်မှာပွားပွားကြီးတင်ပေးတယ်မဟုတ်ဘူးလားဆလေးပစ္စည်းရွတ်တာတို့ဟလာဟိုဘာလဲမြစ်တာပို့တာတို့ဘာတမီးလောက်တယ်မဟုတ်လားအမေးတွေ့ရလေဆိုတော့ဟင်းတမီးအဲ့ဒါလေးမှလည်းမမ မှတ်မိဘူးနားလည်းမလည်ဘူးဆိုကိုယ့်ရဲ့ဘာသာတစ်ခုကိုဝင်စေခြင်းနဲ့သိစေခြင်းနဲ့တတ်စေခြင်းနဲ့ဆိုလို့ရှိလို့ရှိရင်ဝင်ညရတယ်ရှင်းပြရတယ်တင်ပေးရတယ်ကွာတိလားအဲ့ဒါကအမှားမဟုတ်ဘူးကိုယ်တိတိကျကျမတင်ပေးခဲ့လို့ခလေးရကမသိခဲ့သူ့အချိန်တစ်နှစ်ခွဲကျတော့နှစ်နှစ်အမစီတမိမရောက်လာပြီမအချိန်နဲ့အများကြီးပဲပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့သူတင်လို့ရတာပဲကွာပြောလို့ရတာပဲတိလားဒါအမကဟိုအမစိတ်ထဲမှာရှိကုန်မရှိဘူး तू တမီးကိုဘာသာရေးကြောင်းတင်းတင်းမတင်းတင်းတမီးကလွတ်လပ်ပိုင်ငလွတ်လပ်စွာ तू ရေးချိုက်လို့ရတယ် तू တင်ပေးရလို့ရတယ်ဒါပေမဲ့တမီးကသူ့ဘာသာနဲ့ပတ်သက်လို့ဟိုအသက်၄၅နှစ်မှာ ဟိုအမှန်တမ်းပြောလို့ရှိရင်အမအဖေတမီးကိုတင်ပြီးခဲ့တဲ့အတက်ကနှစ်နှစ်သုံးနှစ်ပါသူတင်တဲ့အချိန်ကတော့ငယ်ပါသေးတယ်သူစီမှာတမီးနေတဲ့အချိန်မှာအတက်က၄၅၆နှစ်ဖြစ်နေပါပြီတမီးကလေဆိုတော့တမီးကိုသူတို့ကတိတ်တိတ်ချာချာဘုရားဘာသာအကြောင်းတင်ပေးနိုင်လဲဆိုလို့ရှိရင်အမစီပြလာတဲ့အခါမှာတမီးကဘယ်လိုပြောမလဲဟိုအမကဘုရားဘာသာနဲ့ပတ်သက်လို့သူဖျားရှိကိုနေလေပြောပြမှာပါအခုကတမီးကတခုမှလည်းမသိတဲ့အပြင်ကိုဟိုပြောရမယ်ဆိုလို့ရှိရင်တော့ကွာဗီဒီယိုတစ်ခုဖြစ်အောင်ပဲကောက်တင်ပြီးတော့တင်ပေးလိုက်တဲ့ဟာလေးပဲဒါမဲ့နေတဲ့နေတိုင်းဖျားရှိကိုနေလေလည်းမတင်သေးဘူးဆိုလို့ရှိရင်ဒါကအလကားပဲလေတိလား အလက်ကားပဲတိလာဆိုတော့အခုချိန်မှာလေအမဗုဒ္ဓဘာသာကြီးဝိုင်းဆဲကြမှာပဲဘာဖြစ်လဲဆိုတော့သူတို့ကတော့သူတို့ဘာသာမှန်တယ်သူတို့ဟိုအဖေကိုအတိမပေးဘဲနဲ့ဟိုအတွင်းလိုက်လို့ဆိုပြီးတော့မှအမဝိုင်းဆဲကြမှာဒါပေမဲ့ဒါတွေရဲ့နောက်ွယ်မှာအများကြီးပဲအမှန်တရားဆိုတာရှိတယ်ကွာတိလာဆိုတော့အမကတပည့်ကိုတွတ်သွင်းတာမဟုတ်ဘူးတမီးသည်သူကိုယ်တိုင်အမဖះရှိခိုးတာအမဖះအကြောင်းဟို ကျန်းစာဖတ်တဲ့ဟာတွေသူနားထောင်ပြီးတော့မှအမေဒီလိုမျိုးလားတမီးကလေဖះเจ้าကိုတည်တည်ချာချာမသိဘူးတမီးဖះเจ้าကိုသိချင်တမီးအမေကဖះเจ้าကိုအမေတည်တလာပဲတည်တာတမီးတကယ်လို့တည်ချင်တယ်ဆိုလို့ရှိရင်တော့ဖုန်းကြီးတွေမိသီလာရှင်တွေနဲ့ဖះเจ้าတက်ပြီးတော့မှဖះเจ้าတည်တန်းเจ้าကိုတက်မှရမယ်အမေကတော့တမီးကိုတိချာမရှင်းပြတက်ဘူးတကယ်လို့တမီးဗုဒ္ဓဘာသာပဲဝင်မယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ပတ်သက်လို့ဖဖကြီးကတည်တယ်အဲ့လားဒီအမေမှားပေးမယ်လူချုပ်ညာပြောတယ်မဟုတ်ဘူးအမေတမီးကအမေရဲ့ဘာသာကိုတည်ချင်တယ်တမီးဖះเจ้าတည်ချင်တယ်သူကသူသူစုံစမ်းတာလေအဲ့တော့အမကရှင်းပြတယ်အမရှင်းပြတဲ့ဟာကသူကမလုံလောက်ဘူးဆိုလို့ရှိရင်သူကသူဖះเจ้าတက် သူကသူလေ့လာအမတို့ခရစ်စတန်မလေးဖျက်ဆီးခြင်းတက်တာနဲ့ခရစ်စတန်တမ်းမဖြစ်သွားဘူးနော်တိလာအချိန်တစ်ခုယူရလူတယောက်ကတကယ်ဖျားဟုတ်ချစ်သလားနားလေသလားဖျားချောင်းလေ့လာခြင်းသလားဆိုတဲ့ဟာကိုအရင်ဆုံးသိယူရတယ်ပြီးတော့မှအားလုံး ready ဖြစ်ပြီးဆိုတော့မှဟုတ်တယ်တမိဝင်ခြင်းနဲ့အမေလို့သူကိုယ်တိုင်ပါဇက်ကပြောမှအမတို့ကတွင်းပေးလို့ရတာဒီခေါင်းကင်မိပါခေါင်းကင်ဖခင်ခေါင်းကင်မိခင်ဆိုတဲ့သူကိုယ်တိုင်ရွေးရတာအမတို့က ဟိုဘယ်လိုပြောမလဲအတင်းသွတ်သွင်းလို့မရဘူးအဲ့တော့အမတို့ခရစ်စတန်အကြောင်းကိုလည်းမသိပဲနဲ့အမကဝိုင်းဆဲရလူတွေအများကြီးပဲအဲ့တော့အမဒီဘာသာရေးလွတ်လပ်ခွင့်အပြည့်ပေးထားပါတယ်တမီးကိုအမကိုယ်တိုင်မှအမအရှင်ယောက်ျားကိုဖျားတယ်ပေးခဲ့တဲ့လူပါအမရဲ့စိတ်ချမ်းသာပါစေယောက်ျားကောင်းဖြစ်ပါစေဆိုရဲစိတ်နဲ့သူ့ရဲ့ဆန္ဒဖြည့်ဆည်းပေးခဲ့တာဆိုတော့ပြောရမယ်ဆိုလို့ရှိရင်လူတိုင်းဒီဟိုလွတ်လပ်ခွင့်ရှိပါတယ်အခုအမတမီးခရစ်စတန်ဖြစ်သွားလို့ तू ကအခုမှကောက်ခံငင်ကာကြီးသူ့ကိုအတိမပေးဘူးဆိုပြီးတော့မှမီဒီယာပေါ်မှာထပြီးတော့ပြောတာပေါ့နော်ဘာဖြစ်လဲဆိုတော့ ဒီဟာတွေမတိုင်ခင်မှာလဲသူနဲ့ပတ်သက်လို့ဒီခရစ်ယာန်နဲ့ပတ်သက်လို့ဖခင်ကသွားနေရတယ်ဖခင်ကသင်တန်းတက်နေရတယ်သူကိုယ်တိုင်သိတယ်ကွာထရစ်ပြထွက်နေရတယ်သူကိုယ်တိုင်မြင်နေကြားတယ်ပြီးတော့သူနဲ့တမီးလည်းအငင်းနဲ့ဖုန်းနေပြောနေအမသူနဲ့တမီးနဲ့ဖုန်းနေပြောနေအကြောင်းလဲမဆိတ်မဝင်စားဘူးဘာကြောင့်လဲဆိုတော့သူဒီဖခင်တရားဖြစ်တယ်တမီးအတွက်ဒါပေမဲ့အမနဲ့ပတ်သက်မှုဘာမှမရှိတော့ဘူးအဲ့တော့အမကသူ့ကိုတစ်ချိန်လုံးကြီး priority ပေးပြီးတော့သူ့ကိုဒီလိုလိုနေတိုင်းရှင်းပြရအောင်လဲအမမအိမ်အောင်ရှိပြီးသားကွာသိလားအားလုံးသောသူတွေဟာကိုယ်အချိန်နဲ့ကိုယ်ဘသူ့မှအမမဆိတ်ဝင်စားဖို့အချိန်လည်းမရှိဘူးရှင်းပြဖို့အချိန်လည်းမရှိဘူးတခုခုဆိုလို့ရှိရင်အမမကလေးတောင်းအောင်လဲပြေးထွားနေရတာဆိုတော့ အရင်အိမ်အောင်ရဲ့ကိစ္စကြီးလေအမကပတ်စကစ်ပတ်စစ်ပတ်စပဲအမစိတ်ဝင်စားတော့တမီးနဲ့သူနဲ့ connection ရဖို့အတွက်အမဖုန်းလည်းပေးပြောထားတယ်အရာအလုံးအမလုပ်ပေးပြီးတော့ဒီချက်ဘာမှပို့ပြီးလိုချင်လို့တော့မရဘူးဒီဘာသာရေးနဲ့ပတ်သက်လို့လေတမီးကသူ့ဟာသူရွေးချယ်တာအမေတမီးကိုယ်တိုင်ရွေးချယ်တာသူ့ပြောတယ်သူပြောပြီးသွားပြီးဒီဘာသာရေးကိုကိုဗုဒ္ဓဘာသာကနေပြီးတော့ခရစ်ယာန်ကိုပြောင်းတာလည်းမဟုတ်ဘူးတမီးကဗုဒ္ဓဘာသာကနေပြီးတော့ထွက်ပြီးတော့မှခရစ်ယာန်ကိုဝင်တာလည်းမဟုတ်ဘူးခရစ်ယာန်ကနေပြီးတော့မှ ဟိုခရစ်စတန်ဘာသာကိုဝေးမယ်ဆိုပြီးသူ့ဘာသာကိုဆုံးဖြတ်တာဖြစ်တဲ့အတွက်ကြောင့်ဒါကအမကဘာမှသူ့ကိုသွတ်သွင်းလို့မရဘူး။သူကိုယ်တိုင်တမီးဖျားချောင်းသွားနေတဲ့ live ပို့ပေးဆိုလို့အမအမျိုးသားအခုလက်ရှိအမပေါင်းနေအမျိုးသားအိမ်ကလူတွေကအလုပ်ပြတ်ခံပြီးတော့မှ live ပို့ပေးတာနော်။စနေနေ့ကြီးတွေမကဘူး။တခြားရက်တွေပါပါဒီလိုမျိုးညနေပိုင်းညောင်းပြရတယ်ပို့ပေးရတယ်။ပြီးတော့သူတို့ကြောင်းမှာဘာသာတွေရွေးရတယ်။အဖျားသခင်ကြောင်းသိချင်တဲ့လူကဖျားသခင်ကြောင်းကိုဆက်တင်ခွင့်ရှိတယ်။ယေရှုအကြောင်းပန်းစာအကြောင်းကိုတင်ပေးတဲ့အချိန်မှာ ်တက်ချင်လဲရတယ်မတက်ချင်လဲရတယ်ဒါပေမဲ့သူကိုယ်တိုင်အဲ့လားရွေးချယ်ပြီးတော့တက်တာအဲ့တော့ဒါတွေနောက်ကြောင်းတွေကိုမသိပေးမဲနဲ့ तू ကလိုင်းပေါ်မှာတက်ပြီးတော့မှအမကဘာသာရေးနဲ့ပတ်သက်လို့တမီးကိုဟိုသူ့အစ်မပေးပဲတွတ်သွင်းပါလဲဆိုပြီးတော့ရင်နာပြီးတော့ဖွင့်ပြောနေတဲ့ဟာက तू သိချင်လို့ရှိရင် तू နဲ့တမီးအမြဲတမ်းဖုန်းပြောနေ तू မေးလို့ရတာပေါ့ဟာလား